လာပါရှင်ဒီနေ့သောရရှင်တွေကိုထာဝရလှပမြမဂီတအစီအစဉ်ကိုတင်ဆက်ပေးပါမယ်ဒီနေ့စီစဉ်မှာတော့ရှင်းနှစ်ပေါင်းများစွာတဲ့ကလက်ဆင့်ကမ်းလာခဲ့တဲ့မဟာဂီတသချင်းကြီးတွေကိုဒီကနေ့ခေတ်မှာခြေခြေပြန့်ပြန့်သိရှိစေဖို့လှုပ်ဆောင်တဲ့အကြောင်းတွေကိုမြန်မာနိုင်ငံဂီတအစီအယုံဘဟုမဟာဂီတအလွာတွဲဘက်အတွင်ရေးမှုအစိုးအတီးပညာရှင်ဦးသက်ဆွေနဲ့မဟာဂီတအစိုးပညာရှင်ဒေါ်လိုင်းတို့နဲ့တွေ့ဆုံမိမြန်ခဲ့တာကိုတင်ဆက်ပေးပါမယ် တရရှိများရှင်ဂီတဆိုတဲ့ရေစီးကြောင်းဟာကမ္ဘာပေါ်မှာတဖြည်းဖြည်းပြောင်းလဲလာသလိုမြန်မာနိုင်ငံမှာလည်းပြောင်းလဲလာတာကိုတွေ့ရပါတယ်။ဒီဂီတရေစီးကြောင်းပြောင်းလဲမှုဟာမြန်မာနိုင်ငံကလူငယ်လူရွယ်တွေကြားမှာအများကြီးသက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ခေတ်ပေါ်ဒေဂီတပေါ်မှာအာယုံဆိုင်မှုတွေများပြားလာနေတဲ့အတွက်မိမိတို့ရဲ့ကိုယ်ပိုင်ဂီတကိုစိတ်ဝင်စားမှုနှေးပါလာကြတာကို တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးမဟာဂီတသချင်းများစီစဉ်ရေးအဖွဲ့ဝင်တအုပ်ဖြစ်တဲ့ဆရာဦးသက်ဆွေကအခုလိုပြောပါတယ်။ လူငယ်တွေကတော့ဟိုလူကြီးတွေရဲ့အမြင်မျိုးမဟုတ်ဘူးသူတို့ရဲ့တွတ်တွတ်လက်လက်နဲ့ကာလေသူတို့ကမြူးမြူးကြွကြွတွေပေါ့နော်သို့တော့ကျွန်တော်တို့စီမှာရောမြူးမြူးကြွကြွမရှိဘူးလားမဟာဂီတမှာမြူးမြူးကြွကြွရှိတယ်သို့တော့ပုံစံချင်းမတူဘူးပေါ့အဲ့တော့လူငယ်တွေကကြတော့ခစ်ခဲ့ရည်စည်းကြောင်းမှလူငယ်တွေကခစ်ပေါ်ဂီတကိုနှစ်ချက်ကြတာပေါ့နော်အကျွန်တော်တို့ဂီတကအခုခစ်ပေါ်အေဂီတပဲဖြစ်ဖြစ်မဟာဂီတပဲဖြစ်ဖြစ်အခုကာလာပေါ်တီးတချင်းဂန္ဓဝင်တီးတချင်းနေပဲဖြစ်ဖြစ်အဓိကကတော့ နှစ်မျိုးပဲရှိတယ်တစ်ခုကဝဆနာလင်္ကာရလို့ခေါ်တယ်တစ်ခုကသောတာလင်္ကာရလို့ခေါ်တယ်အဲ့ဒီနှစ်မျိုးပဲကဘာဂီတကိုပြန်ကြည့်နေကျွန်တော်မြင်တော့ဒီလိုပဲရှိနေမယ်ကျွန်တော်မြန်မာမှာတော့ဒီနှစ်မျိုးပဲရှိတယ်ဝဆနာလင်္ကာရဆိုတာအတီးမပါပဲနဲ့အဆိုကြီးပဲဆိုတဲ့ဟာပေါ့အဲဒါကဝဆနာလင်္ကာရအတီးနဲ့ပေါင်းဆက်ပြီးတော့ဆိုတဲ့ဟာသောတာလင်္ကာရပေါ့အဲ့ဒီကမှအခြေခံပြီးတော့တချင်းတွေကဘာတချင်းတွေဘာတချင်းတွေဘာတချင်းတွေပေါ့နော်အဲဒီလိုခွဲသွားတာပါမဟာဂီတကနည်းနည်းလေးခက်တာပေါ့ က်တဲ့ခါကျသူတို့အနေနဲ့ကျတော့ဒီခက်တာကိုမနှစ်ချိုက်တဲ့သဘောလည်းရှိမှာပေါ့နော်မဟာဂီတာကကျတော့တကယ်ကိုစာသားတွေကအမှန်နေပေါ့လေတော်တော်နုနုနေနေဟာပေါ့အဲတခုရှိတာကဟိုတော့ငါခက်ကစာသားရောအမှန်ကိုဦးစားပေးတာပေါ့နော်အခုဒီဘက်မှာကျတော့ဒီစီကြောင့် currency ဖြစ်နေတာစာသားတွေကိုဦးစားအတန်ပိုင်းမဟုတ်တော့ဟိုဘက်ကတော့အတန်ရဲ့ဟိုဘယ်လောက်ထိနည်းနည်းရှိုင်းရှိုင်းဖွင့်ထိုင်မလဲ ဆိုတော့ဒီကွက်တေးသားမှုပဲနဲ့တေးသွားရဲ့အကွက်ကိုဘလောက်ထိပေါ်ဆောင်နိုင်မလဲဆိုတော့အားတွေကိုလုံဆောင်ရတာပေါ့ဒီဘက်ကတော့စာသားကိုဒီကထားလာကြတာပေါ့နော်အဲ့လိုကျွန်တော်မြင်ပါတယ်မာဂီရာတခြင်းတွေကိုစိတ်ဝင်စားဝါသနာပါတဲ့သူအများစုဟာအသက်40ကျော်အရွယ်တွေဖြစ်ပြီးတော့ငယ်ရဲသူအများစုဟာမာဂီရာတခြင်းတွေကိုမသိကြတဲ့သူတွေများပါတယ်။မြမကန္နဝင်တခြင်းတွေကိုမာဂီရာတခြင်းတွေလို့ထင်မြင်နေကြတာဟာအရန်ကိုအနည်းငယ်ကြီးမားတဲ့အနေအထားကိုဖြစ်ပေါ်စေပါတယ်။ မျိုးဆက်သစ်ကလေးတွေကိုကူပိုင်ရွေးရကြကြကိုရင်းနှဲမှာကင်းအောင်လာအောင်ရောင်မြောက်ပေးတဲ့ဆိုတဲ့အကြောင်းကိုလည်းမာကိရပညာရှင်ဦးသက်စေကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင်။ကျောင်းနေမှာလည်းနိုင်ငံတော်ကလည်းကုဘာဂီတတွေကိုအခြေခံတွေကိုသင်ပေးပါတယ်။သို့သော်ဒီတဲ့ပို့ပြီးတော့ထိထိရောက်ရောက်နက်နက်ဆိုင်ဆိုင်နဲ့သင်ပေးရင်ပို့ပြီးတော့ကောင်းမှာပေါ့နော်။အခုလည်းမသင်ပေးဘူးမဟုတ်ပါဘူးသင်ပေးပါတယ်။ဒါပေမဲ့တပီလုံးတိုင်းတာနဲ့ဖြစ်ကြသေးဘူးပေါ့နော်။ အဖြစ်ကြသေးတဲ့ခါကျအဲ့ဒါကိုလည်းအခုနောက်ပိုင်းတော့နိုင်ငံတော်လည်းစီမံနေပါပြီရင်ကျိမှုတက္ကသိုလ်ကဆင်းတဲ့ကလေးတွေအလုတ်ခံပြီးတော့ဒါတွေကိုပို့ပြီးတော့အဆင်ပြေသွားမှာပါကျောင်းနေမှာကျောင်းနေမှာအခုလိုအဲ့လိုအခြေခံနေရနေစပြီးသင်ပေးမယ်ဆိုရင်တော့မာဂီတဒီဒီချင်းတွေကအခုတည်းတော့ပို့ပြီးတော့တိုးတက်လာမယ်လို့ကျွန်တော်မြင်ပါတယ် မဟာဂီတသင်တွေဟာခက်ခဲနေနေတဲ့အတွက်ဆရာနဲ့စနစ်တကျသင်ကြားဖို့တော့လိုအပ်ပါတယ်။ဂီတပညာကိုဆရာနဲ့တည်တည်ချာချာသင်ယူခဲ့ရတဲ့အကြောင်းကိုမဟာဂီတအစိုးပညာရှင်ဒေါ်လိုင်းကအခုလိုပြောကြားခဲ့ပါတယ်။မေတို့ခေတ်တုန်းကတော့ဆရာစီမနဖူးတွေသူတွေဆရာနဲ့ဆရာတေချာတက်ပြီးအမေကတေချာဆိုပေါ့ဒီလိုကက်ဆက်နဲ့ဘာလို့ဘာလို့မရှိဘူးသမီးရဲ့မေတို့ကတချင်းတစ်ပုတ်ကိုမတက်ရဘူးဆိုရင်တလန်နေပါလောက်တက်ရတယ်ဆရာတနေ့နဲ့ဘေးဘူးလေဟိုမှာ၃ချောင်းပေးမယ်၄ချောင်းပေးမယ်ပေါ့ ချင်းကြည်နေအောင်ပေါ့တချင်းကြည်တော့တခါပြန်ပြီးတော့အကုန်လုံးပြန်ဆုပ်ပြပေါ့အဲ့လိုမျိုးရှိတယ်ပေါ့အချိန်ပေးရတာပေါ့သမီးရဲ့အမေကဘယ်လိုတင်ရလဲဆိုတချင်းတပုတ်ကိုတက်ချင်ပြီဆိုရင်ဆရာစီမှာသွားပြီးတော့သမီးဒီတချင်းတက်ချင်ပါတယ်အမေကိုကြိုက်တဲ့တချင်းတက်လို့မရအောင်သမီးရဲ့ဆရာဒါဟုဆိုဒါဟုတက်ဆိုပါအမေတို့ကတက်လို့ရတယ်လေအဲ့တက်တဲ့အခါကျတော့ခုနအမေပြောခဲ့ပထမပိုင်းကပြောခဲ့သလိုပေါ့သမီးရဲ့တရက်ထဲနဲ့မရပါဘူးတချင်းတပုတ်အနည်းဆုံးတလားလောက်အမေတို့တက်ယူရတာပေါ့စီဝါအတန်းအစားစီတီပေါ့နော်အဲ့တော့အမေပြောပြမယ်ဟိုပါပေါ့ ယူရီယာတချင်လေးတပုတ်ပေါ့နော်တမီးနော်ဒါအမေဟိုတပြားရခဲ့ပါတယ်အမေတော်ကကြီးကိုယ်တိုင်တက်ပေးခဲ့တဲ့တချင်မှာတော့အလိုက်ကတော့ချွေးချိုက်အတီးနဲ့အမေကလွမ်းပူအောင်ဆိုတာလေးဆိုထားတာရှိတယ်နော်အဲ့ဒါမင်းတချောင်းဆိုပြမယ်တမီးနော်လွမ်းပူအောင်ညူ စင်အဲ့လိုတက်ခက်ခက်ခက်တက်ရတယ်ပေါ့သမီးရပြောရမယ်ဆိုရင်ဒီခက်လို့မလွယ်ဘူးသမီးဒီခက်မှာတော့ဟန်ဖုံးလေးနဲ့ဆရာအတန်သွင်းပေးလိုက်မယ်ကြက်မယ်အဆင်ပြေတယ်ပေါ့သမီးအမေတို့ကတော့တခုကွာချတာအမေတို့ကစီးနဲ့ဝါနဲ့တိတိကျပေါ့ဆရာရှေ့မှာနဲ့တီးရခတ်ရတယ်ပေါ့အဲအခုခလေးတကြတော့အဲ့လိုဖုံးလေးနဲ့နားထောင်မယ်ဒါပေမဲ့ဆရာစီမတော့ပြန်ဆေးရမယ်သမီးမဆေးလို့မရဘူးဘာဖြစ်လဲဒီလားစီးဝါအထာကြမကြ ဆရာကတော့လုတ်ပေးလိုက်တာပဲတိုးတော်လည်းမှားယွင်းသွားလို့ရှိရင်မကောင်းလေအဲ့တော့မမှားမယွင်းအောင်ဆရာစီမှာပြန်ပြီးတော့တချေရပြီးဆိုပြန်တက်ရတယ်ပေါ့နော်ပြန်ပြီးဆေးရတယ်ပေါ့တချေအဲ့လိုမျိုးရှိတယ်ကွာချာချက်ကတော့အဲ့လိုပေါ့နော် မဟာဂီတာအစိုးဒီပညာရှင်ဦးသက်ဆွေကလည်းမဟာဂီတာပညာကိုငယ်စဉ်ကာလကစပြီးတော့အစိုးဒီပညာရှင်တွေထံမှသင်ကြားခဲ့ပြီးအခုချိန်မှလည်းမျိုးဆက်သစ်တွေကိုဆက်ပြီးတော့သင်ကြားပေးနေတယ်လို့အခုလိုမျိုးပြောပြပါတယ်။ကျွန်တော်ကဝါခက်မမျိုးပါပါ။96တန်းလောက်ကကျွန်တော်စပြီးတော့ကျွန်တော်လေ့လာခဲ့ပါတယ်။လေ့လာတာဒီဆရာဒီဇီကနေအဆင့်ပြန်သင်ရတာပေါ့နော်။ဒါပြန်သင်ပြီးနေရဆိုတော့နေမှာရှိတဲ့ဆရာဒီဇီကကျွန်တော်တို့သင်ရတာပေါ့။သင်ပြီးဆရာတွေကသင်ပြီးနောက်ရန်ကုန်ရောက်လာတဲ့အခါကျတော့ဝဏ္ဏကျော်ထင်အမီတော်အောင်ကြီးတို့စီမှာ တခါစစ်ပညာယူပညာယူပြီးတော့တခါစောင်းဆရာကြီးဦးချမ်းအဲသူ့ဝိုင်းမှာကျွန်တော်ဆိုပါတယ်အဲဆိုပြီးတော့နောက်တခါအမေတော်ကြီးကြီးဝင်းဆိုင်းဆရာကြီးဆရာကြီးစိန်မိုတင့်နောက်စောင်းဆရာကြီးအလင်းကားကျော်စွာဆရာဥပဒန်းနောက်စန္ဒယအေဝမ်ခေမောင်နောက်စန္ဒယဆရာကြီးမန္တလေးဦးအောင်မောင်အစရှိတဲ့ဆရာကြီးတွေစီမှာပန္ဒရာဦးကျော်ညွန့်အဆိုနီးပြကြီးဆရာကြီးတွေစီမှာကျွန်တော်စနေကြအဲ့လိုလေးလာပြင်ခဲ့တာကျွန်တော်တို့ကတော့ဒီမဟာဂီတကိုသိတဲ့အထိ ဒါဖက်တွယ်သွားပြီးကျွန်တော်တို့ကဒါဘာဂီတကိုမျက်နှိုးပြီးတော့ဆက်လက်ပြီးလေ့လာသွားမှာပဲအခုလည်းကျွန်တော်တို့ကလေ့လာနေတုံးပဲဒီနေရာမှာဒီဟာကိုတခုရှာလို့သွားတွင်းနောက်တခုကထပ်တွေ့လာတာပေါ့နော်မြစ်အလျားလိုက်ကူးသလိုပါပဲအဲတခုတွေ့တယ်တွေ့တယ်ဆက်လေ့လာတယ်နောက်တခုသွားတွေ့တယ်ဆက်လို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 ့မစုံဘူးပေါ့နော်အဲကျွန်တော်တို့မဟာဂီတကို ပြန်ပွားဖို့အတွက်ဒီကြောင်းလေးမှာပေါ့နော်ကျွန်တော်သင်ပေးပါတယ်နောက်ဂျန်နဲ့တပည့်တွေလည်း ဒီဆိုကရည်ဒီမှာလည်းကျွန်တော်သင်ပေးပါတယ်သင်ပေးလို့ဒီကလေးတွေလည်းအများကြီးကိုကျွန်တော်မွေးထုတ်ပေးနိုင်ပါတယ်သူတို့အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်နေတဲ့အဆိုတော်တွေလည်းရှိပါတယ် ဂီတနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရကအစိုးအကအရေးအတီးပြိုင်ပွဲတွေကျင်းပပြီးတော့ဝါသနာရှင်ပညာရှင်တွေမွေးထုတ်ပေးလျက်ရှိပါတယ်။ဒီပြိုင်ပွဲကိုကျင်းပပြီးခြင်းအပြင်လူငယ်လူရွယ်တွေမဟာဂီတကိုပုံမစိတ်ဝင်စားလာပြီးတော့ဘဝနေထိုင်ရေးအတွက်ဘလို့အကျိုးကျေးဇူးတွေရစေတယ်ဆိုတာနဲ့မဟာဂီတပြန်ပွားရေးအတွက်လှူဆောင်တဲ့အချက်တွေကိုလည်းဆရာဦးသက်ဆွေနဲ့ဒေါ်လှိုင်းတို့ကအခုလိုမျိုးပြောကြားကြပါတယ်ရှင်။ဆုံးကရင်တီးလုပ်ပြီးတဲ့အခါကျတော့တော်တော်ကိုတန်ဖိုးရှိတယ်။ကျွန်တော်တို့ နိုင်ငံကျွန်တော်တို့ရဲ့လူမျိုးရိုးရာတိဂိတပေါ့နော်ရိုးရာတိဂိတအတွက်အမတန်မှကိုအကျိုးရှိတယ်ဒီကလေးတွေကပြိုင်တဲ့ကလေးတွေကမြမသားကိုနှစ်နှစ်ခြိုက်ခြိုက်ကြီးကိုသိဆိုလာကြတယ်သူတို့ရင်ထဲမှာမြမသားကဘလို့ဆိုရတယ်ဘလို့အဲဒီခတ်ရတယ်ဘလို့အတန်ထားရတယ်ဘလို့ဖွင့်နှွေရတယ်ဆိုတာကိုသူတို့ကောင်းကောင်းသိသွားတယ်သိသွားတဲ့ခါကျတော့သူတို့ကိုယ့်ရဲ့ရိုးရာတိဂိတကိုသူတို့ပို့ပြီးတော့မြန်တို့လာကြတာကိုတွေ့ရပါတယ် မြန်မာလူမျိုးတွေအနေနဲ့ကတော့မြန်မာဂီတကိုသိထားတဲ့နယ်တတ်ထားတဲ့နယ်ခြေခံ advance ပေါ့နော်အစစ်မြင့်တာတွေမရသည့်တန်အောင်မှာအခြေခံလောက်ကတော့ရထားသိချင်းတယ်စီးနဲ့ဝါပေါ့နော်ကျွန်တော်တို့ကစီးနဲ့ဘောင်နဲ့စီကန်းနဲ့ဆူထက်သွားမယ်ဆိုရင်စီးမှလည်းနေစီးရှိမယ်ဝလစီးရှိမယ်ဟိုဇုံစီးရှိမယ်အဲအဲ့ဒီလိုစီးနဲ့ကန်းနဲ့ဆူထက်သွားမယ်ဆိုရင်မိမိရဲ့ life မှာလည်းဘဝမှာလည်းစီးနဲ့ကန်းနဲ့ထားပြီးဆိုတတ်တယ်လို့မိမိဘဝမှာလည်းစီးနဲ့ကန်းနဲ့နေထိုင်တတ်သွားမှာပေါ့နော်သဘောကကျွန်တော်တို့ဒါတွေကဒီလိုဆက်နွယ်နေတယ်လို့ပဲမြင်တာပေါ့နော်ဘာဂိတပြန့်ပွားဖို့အတွက်ကိုဒီပြန်ကြားဝဉ္ကြီးဌာနအနေနဲ့လည်းခါတိုင်းလိုပဲတပတ်၃ရက်မဟုတ်တော့မှနော်အတန်လွှင့်တဲ့ဝိုင်းတွေကိုထပ်ပြီးတော့၂ရက်လောက်ဟုတ်လားအချိန်နေပြီးရင်ပြီးတယ်လို့ကျွန်တော်တို့ပြန်ခွင့်ပြုပေးဖို့လိုမယ်လူတွေကလည်းကြားရမှဒီဥစ္စာကိုသိတာလေမကြားရတဲ့အခါကျတော့ ဒီဟာတွေဝိုင်းနေပါတယ်မရှိတော့ဘူးမာဂိတဆိုတာလည်းဘလူမန်းကိုမသိတော့ဘူးပေါ့နော်အဲ့လိုတွေဖြစ်တော့ပြန်ရရင်ဝင်ကြီးဌာနအနေနဲ့ဒီဟာတွေကိုအချိန်ကြီးပေးမယ်ဆိုရင်ဒါလေးကိုတော့ပြန်ပြီးတော့လုပ်ပြီးစီရင်ပါတယ်ဒါကျွန်တော်အကြံပြုတာပါမြမအတန်းနေပြီးတော့တချင်းကြီးကဏပေါ့သမီးရဲ့မဟာဂိတတချင်းကြီးကဏကိုအချိန်မိုင်းလေးနဲ့ပေါ့တရက်တတအချိန်မိုင်းလေးနဲ့လွှင့်ပေးစီခြင်းနဲ့အဲ့ဒီခါကျရင်ကြားပါများတဲ့အခါကျလူကစိတ်ဝင်စားတာတဲ့သမီးရဲ့မကြားရင်ကင်းကွာသွားရော ြာတော့မကြားပါများတော့ကင်းကွာသွားတယ်ပေါ့သမီးရဲ့အဲ့တော့ကြားပါများလာရင်စိတ်ဝင်စားလာမယ်နောက်တော့ဆိုကာဣတိကလည်းရှိနေပြန်ဆိုတော့ကလေးတွေပေါ့အဓိကတကူလာမဲ့ကလေးလေးတွေပေါ့ဒီကလေးလေးတွေကအရင်စိတ်ဝင်စားလာမယ်အဲ့တော့မြမအတန်းနေပြီးတော့အမေတို့ကအချိန်မင်းလေးနဲ့မဟာဂီတကိုလှုပ်ပေးစေချင်ပါတယ်လို့ဒါမှလည်းမဟာဂီတဆက်ပြီးရှင်းသားမှာပေါ့သမီးရဲ့တို့ရရှင်များရှင်လူမျိုးရဲ့နိုင်ငံတိုင်းမှာကိုယ်ပိုင်ဂီတဆိုတာရှိကြစမြဲပါ နိုင်ငံသားမှလည်းဂီတဟာအဆက်မပြတ်တိုးတက်လျက်ရှိပါတယ်။ယနေ့ခေတ်လူငယ်တွေနိုင်ငံသားကဂီတကိုခင့်တဲ့အညီမျက်ခြေမပြတ်လေ့လာလိုက်စားကြတာလည်းကောင်းမွန်တဲ့အနေအထားတစ်ခုပါ။ဒါပေမဲ့လည်းနှစ်ပေါင်းများချီပြီးရှိခဲ့တဲ့မာဂီတတည်သခြင်းတွေကိုတားဆင်မြေဆက်ဆက်လက်ထိန်းသိမ်းရမယ့်တာဝန်လည်းရှိနေပါကြောင်းထောင်ရလှပမြန်မာဂီတအစီအစဉ်ကနေပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။